ဟောနဲ့ဘာလို့လဲဆိုတော့ငါပြန်လာရင်ငါတယောက်တည်းပြန်လာတာမဟုတ်လို့ပဲဆိုပြီးပြန်ပြောပါတယ်။ဟုတ်ပါတယ်။သူမသင်းချိုင်းကပြန်လာရင်တဆေတွေပါလာတတ်တယ်ဆိုတာပြောနေတာပါ။အဲ့ဒီသင်းချိုင်းကဆရာဆိုတဲ့လူကသူ့ယောဂါပြောက်ကင်းဖို့အတွက်ရစ်ပူစောဖို့လူ၃ယောက်အသက်ကိုလိုတယ်လို့ပြောထားပါတယ်။ပထမတစ်ယောက်ကဆယ်ကျော်သက်အရွယ်ယောက်ျားလေးတစ်ယောက်နောက်တစ်ယောက်ကမွေးကင်းစားကလေးတစ်ယောက်နဲ့အသက်ဆက်ဆက်လက်ထပ်ထားတဲ့အမျိုးသမီးတစ်ယောက်ဆိုပြီးလူ၃ယောက်လိုပါတယ်။အဲ့ဒီနောက်ပိုင်းဘာတွေဆက်ဖြစ်လဲဆိုတော့ မြင့်မောင်ဆိုတဲ့စကြောသက်ကောင်လေးတယောက်ဟာရုတ်တရက်ဖျားပြီးဆုံးသွားပါတယ်။သူဆုံးပြီးမကြပါဘူး။မွေးကင်းစားကလေးတယောက်ပါထပ်ဆုံးသွားပြန်တယ်။အားလုံးကအယံမြန်ဆန်လွန်ပြီးရုတ်တရက်ဆန်လွန်နေတယ်။လူနှစ်ယောက်ဆုံးပြီးတဲ့နောက်တနေ့မနေ့မှာအဲ့ဒီဘွားကိုကကျွန်တော်ဦးလေးအိမ်ကိုရောက်လာပါတယ်။အိမ်မှာရှိနေတဲ့ကျွန်တော်အတော်နာကိုကတ်သွားပြီးထူးထူးဆန်းဆန်းစကားတွေပြောပါတော့တယ်။အတော်ရဲ့ကြောပြင်တွေသပင်းတွေကိုလိုက်ကင်ပြီးထမင်းရှက်နေတဲ့အနံ့ရလာလို့မေးတယ်။အတော်ကထမင်းမရှက်ပါဘူးလို့ပြောတာတောင်အဘွားကိုက တော့ကိုစိတ်ညှိုးထားသလိုစိုက်ကြည့်ပြီးထူးဆန်းတာတွေတောင်းဆိုနေတော့တာပါပဲအဲ့ဒီနေ့ကစပြီးအသည့်ဆက်ဆက်အိမ်ထောင်ကြားထားတဲ့ကျွန်တော်တော်မှထူးခြားဆန်းကြတဲ့ဖြစ်ရပ်တွေစကြုံလာရပါတယ်ပထမဆုံးချက်ကမိပေပါအတော်ကမိဖိုကိုပိတ်ထားခဲ့တာသိကြပေမဲ့ဖွားဝင်ကြည့်လိုက်တဲ့အချိန်မှာမိဖိုကဖွင့်လျက်သားဖြစ်နေတတ်ပါတယ်။အဖွားသားအချိန်မီမမြင်မိလောင်မိအတော်ပါသိနိုင်ပါတယ်။ဘုံကြီးပြောမှသိရတာကအတော်မျိုးလုံးထဲမှာမိပိတ်ထားတယ်လို့မြင်အောင်ပယောဂနဲ့လှုပ်ထားတာပါ။ ဒုတိယချက်ကအတော်ဟာအမြဲလိုလိုခြောက်လန့်ခံနေရပါတယ်။သူတယောက်တည်းရှိနေရင်အရေးမဲကြီးတွေတရက်တစေတွေကိုနေရာတိုင်းမှာမြင်နေရပြီးညဘက်ဆိုရင်လည်းငိုတန်ကြီးတွေကြားနေရပါတယ်။ဒီလိုနဲ့အတော်ဟာစိတ်ဓာတ်တွေကြားပြီးကိုကိုကိုတသက်ရှင်စိတ်တွေပါပေါက်လာခဲ့တယ်။သူဟာတတိယမြောက်ရစ်ပူစော်မဲ့သားကောင်ဖြစ်လာလူနီးပါပဲ။ကံကောင်းတာတစ်ခုကကျွန်တော်အဖို့ကအချင်းနေမဟာမန်းတီလို့ဘုံကြီးတစ်ပါးကိုပင်းလိုက်ပါတယ်။ဘုံကြီးကအိမ်ထဲဝင်ဝင်ချင်းမှာပဲမကောင်းတဲ့ငွေသက်တွေကိုချက်ချင်းတီးလိုက်ရတယ်။ အတော်ဟာမှော်ပညာနဲ့ပြုစားခံထားရပြီးသူကိုယ်သူတတ်တည်အောင်လှည့်စားခံထားရတယ်ဆိုတာပေါ်သွားပါတယ်။ဘုန်းကြီးကအတော်ကိုဘေဒင်လက်ဖွဲ့တစ်ခု ပေးလိုက်ပြီးအချင်းပြေဝတ်ထားခိုင်းလိုက်ပါတယ်။အဲ့ဒီလက်ဖွဲ့ဝတ်ပြီးတဲ့နောက်ပိုင်းမှာတော့အတော်ဟာခြောက်ချစရာတွေကိုမမြင်ရတော့ပဲပဂရိပြန်ကျမ်းမာလာခဲ့ပါတယ်။အကယ်၍မြအဘိုးသာဘုန်းကြီးကိုပြင်းဖို့နောက်ကျခဲ့မယ်ဆိုရင်တတိယမြောက်ရေးပူဇော်မဲ့သားကောင်ကဘသူဖြစ်